အားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဘယ်မှာဆိုရင်တော့ content monetization program invite ခံရလို့ကျွန်တော်ဆက်အပ်ရတဲ့အခါမှာချက်ချင်းလျှောက်တင်လာ content monetization မလျှောက်ခင်မှာကျွန်တော်ဘာဒီပြင်ဆင်ထားအောင်လဲဆိုတာကိုကျော်ဒီ view လေးမှာပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်ကအခုဆိုလို့ရှိရင်တော်တော်များများကိုကျွန်တော် content monetization set up ပေးနေတာကိုကျွန်တော်တွေ့ရတယ် ော်တော်တော်များများလည်းကျွန်တော်တို့ content monetization program invite ရနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ content monetization program ဆက်အပ်ရတဲ့အခါမှာကျွန်တော်တို့တော်တော်များများကဝန်တာအားရနဲ့ကျွန်တော်တို့နှိပ်ပြီးတော့ရှောက်လိုက်တယ်ပေါ့နော်ရှောက်လိုက်တဲ့အခါမှာကျွန်တော်တို့ဖြစ်ပေါ်လာတဲ့ကျွန်တော်တို့ error နှစ်မျိုးရှိတယ်ပထမတစ်ခုကတော့ကျွန်တော်တို့အခုလည်းမျိုးပေါ့နော်ကျွန်တော်တို့ content monetization မအောင်ဘူးပေါ့နော်။သူက content monetization ကကျွန်တော်တို့ B ရဲ့ insulin ADA ရဲ့ကျွန်တော်တို့ဘောနယ်ဆိုပြီးတော့တုံးခုပေးထားတယ်။အဲ့ဒီမှာတော်တော်များများကကျွန်တော်တို့ B နဲ့ဗီဒီယိုနဲ့အတွက်ကျွန်တော်တို့ဝင်ငွေရှာလို့မရပဲနဲ့တက်အန်ဖိုတိုအတွက်ပဲကျွန်တော်တို့ဝင်ငွေရှာလို့ရတယ်ဆိုပြီးတော့နော် monetization ကြရတယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့หนีသွားတာပေါ့နော်အခုလိုမျိုးအဲ့တော့ဒါကတော့ကျွန်တော်ပထမကြုံတွေ့ရတဲ့ error တစ်ခုပေါ့နော်ဒါကတော့ကျွန်တော်လူတိုင်းหนีပါပေါ့နော် ကျွန်တော်တို့ခုနမော်ဒယ်ဇင်းရှောက်တဲ့အခါမှာမအောင်ဘဲနဲ့နောက်ကျွန်တော်တက်အန်ဖိုတိုတော့ပဲဝင်ဝင်ရှာလို့ရပြီးတော့ green နဲ့ video တော့ကဝင်ဝင်ရှာလို့မရဘူးဆိုပြီးတော့အာကျွန်တော်တို့ monetization limit ဖြစ်နေကြတယ်အဲ့တော့ပြီးလို့ရှိရင်တော့ကျွန်တော်ဒုတိယ error တစ်ခုကဘာလဲဆိုလို့ရှိရင် pay out ပြဿနာအရင်ကကျွန်တော်တို့ setter တွေ subscription တွေပွင့်လာတဲ့အချိန်တော့ကကျွန်တော်တို့ pay out တွေရှောက်ထားကြတယ်ပြောက်လျှောက်တဲ့အခါမှာပြောက်တွေကျွန်တော်ဖြည့်ထားတာကျွန်တော်တို့ပြောက်နာမည်မမှန်တာတွေ เนาะ country မမှန်တာတွေ business type မမှန်တာတွေเนาะကျွန်တော်တို့ ban ချိန်ထားတာ ban မမှန်တာတွေပေါ့เนาะဒါမျိုးတွေဖြစ်နေတဲ့ကျွန်တော်တို့ဒီ pay out account ပေါ့เนาะ error ဖြစ်နေတဲ့ pay out account ကိုယ့်ရဲ့ fuel account မှာရှိနေတယ်ဒါကိုကျွန်တော်တို့ကအခု content modernization ဆက်အပ်ရတဲ့အခါမှာကျွန်တော်တို့ဝမ်းသာအားရနဲ့ဆက်အပ်ကိုနှဲ့ပြီးတော့သွက်လျှောက်လိုက်တဲ့အခါမှာကျွန်တော် error ဖြစ်နေတဲ့ကျွန်တော်တို့ pay out account နဲ့သွက်ချိန်မိတယ် ဲ့တော့ PR account နဲ့ကျွန်တော်တို့တွက်ချိန်မိလိုက်တဲ့အခါမှာကျွန်တော်ပြင်ပြမို့ဆိုတာအလုံးမှာကျွန်တော်တို့ခဲရင်းတယ်အဲ့တော့ကျွန်တော်တို့က content monetization ဆက်အပ်ရတဲ့အခါမှာနော်ကျွန်တော်တို့ချက်ချင်းလျှောက်တင်လားကျွန်တော်တို့မလျှောက်ခင်ဘယ်လိုလေးပြင်ဆင်ထားရမလဲပေါ့အဲ့တော့ကျွန်တော်တို့မလျှောက်ခင်မှာကျွန်တော်တို့ကဘာအရင်ဆုံးစစ်ရမလဲဆိုတော့ကို့မှာပြောက်အဟောင်းရှိလားမရှိဘူးလား ကိုယ်မှာပြီးအောင်အဟောင်းရှိတယ်ဆိုရင်ကိုယ်ဖြည့်ထားတဲ့ပြီးအောင်အဟောင်းဒီကျွန်တော်တို့ error ကင်းရလားဆိုတော့ကျွန်တော်တို့အရင်စစ်ဆေးရအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ဒါမနေ့တော့ကပေါ့နော်ကျွန်တော်ရဲ့အကောင့်ကို personal account ကို content modernization အာ set up invite ပြီးတယ်ပေါ့နော်ကွန်တမ်မော်နိုက်ဇေးရှင်းဆက်အင်ဗိုက်ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်ချက်ချင်းမလျှောက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ personal account မှာ ကျွန်တော် pay up ပေါ့နော် error ဖြစ်နေတဲ့ pay up ရှိနေတာဖြစ်နေတဲ့အတွက်ကျွန်တော်ချက်ချင်းမလျှောက်ဘူးတကယ်လို့လျှောက်လိုက်တဲ့အခါကျလို့ရှိရင်အခုရှိနေတဲ့ error ဖြစ်နေတဲ့ pay up နဲ့တော့ချိန်မှာဒါကြောင့်မို့ကျွန်တော်ဒီ error ဖြစ်နေတဲ့ pay up ကိုကျွန်တော်အရင်ဆုံးဖယ်ပေးရမှာပေါ့နော်ဒါကတော့ပထမတစ်ချက်ပေါ့ဒုတိယတစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ page သို့မဟုတ်ကိုယ့်ရဲ့ profile page ကိုအရင်ဆုံးစစ်ဆေးရမယ်ကျွန်တော် Facebook ရဲ့ sequence စီမစီကန်နေတယ်ကျွန်တော်ကန်ရည်လား ပြီးလို့ရှိရင်ကိုတင်ထားတဲ့ဗီဒီယိုတွေကကိုပိုင် content ဟုတ်ရဲ့လားကိုပိုင်ဗီဒီယိုတွေဟုတ်ရဲ့လားသူများရဲ့ပြီးလုံးတွေတချင်းချင်းယူသွင်းထားတာလားနော်ပြီးလို့ရှိရင်သူများရဲ့ဗီဒီယိုတွေကိုကျွန်တော် download ဆွဲပြီးတော့ကျော်တို့ယူတင်ထားတာလားတကယ်လို့ခုမှအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တော့သူများဗီဒီယိုတွေနော်သူများရဲ့ background music တွေတချင်းချင်းကိုယူသွင်းထားတယ်ဆိုရင်တော့ကျွန်တော်ဒါတွေကိုအကုန်ဖျက်ပြီးရမယ်နော်ကျွန်တော် content monetize အပ်ရတာနဲ့ကျွန်တော်ပျော်ပြီးတော့တက်နိုင်မယ်ဆိုလို့ပြင်တော့ကျွန်တော်အပျော်ကနေပြီးတော့ နော်ဆင်းရဲစရာတွေဖြစ်သွားနိုင်တယ်ပေါ့ကျွန်တော်မအောင်ခဲ့တဲ့အခါမှာကျွန်တော်စိတ်တက်ကြသွားတယ်အဲ့တော့ကျွန်တော်အပြောနဲ့အပြောထပ်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပေမှာသူများရဲ့ဟာတွေယူတင်ထားတယ်ဆိုရင်တော့ကျွန်တော်အကောလုံးကိုဖြတ်ပြရမယ်နော်သူများဟာတွေဆိုလို့ရှိရင်သူများရဲ့ဗီဒီယိုတွေလည်းပါတယ်လို့နော်ကိုကိုယ်တိုင်ရိုက်ထားတဲ့ဗီဒီယိုတွေမှာနော် background music တွေနော်ကျွန်တော်တီလုံးနေပေါ့နော် sound effect တွေဒါတွေကျွန်တော်သုံးထားတယ်ဆိုလို့ရှိရင်ဒါတွေလည်းပါတယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်ဖြတ်ထုတ်ပြရမယ် ဖြတ်ပြီးလို့ကျွန်တော်တို့ဖြတ်ချင်းမရှာဘူးပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်ဗီဒီယိုကျွန်တော်တို့ငါးပုံနဲ့အထက်ကိုတင်မယ်ပြီးမှမှကျွန်တော်တို့ကနှစ်ရက်သုံးရက်ပေါ့နော်တောင်းမှကျွန်တော်တပတ်စောင့်ပြီးမှကျွန်တော်တို့အေးအေးဆေးဆေးကျွန်တော်တို့ရှောင်မယ်နော်ကိုယ်မှပြီးအောင်လို့ရှိတယ်ဆိုရင်လည်းအင်းစုံဖယ်မယ်ဖယ်ပြီးတော့ကျွန်တော်ဒီခုနဲ့ monetization ကိုပြီးအောင်အတင်နဲ့ပြန်ချိန်မယ်ဒါမှမှကျွန်တော်တို့က content monetization လည်းအောင်မယ်ကျွန်တော်တို့ပြီးအောင်လည်းကျွန်တော်တို့ error ကင်းကင်းနဲ့မှန်ကန်မယ်ဒါမှကျွန်တော်တို့ကဝင်ငွေရတဲ့အခါဒီမှာကျွန်တော်အလွယ်တကူနဲ့ကိုယ့်ရဲ့ဘဏ်တွေကိုရောက်လာမယ်အဲ့တော့ဒီ quantum monetization ဘာကြောင့်မအောင်ရတာလဲဆိုရင်တော့ကျွန်တော်တို့ quantum monetization ဆက်အပ်ကိုတွေ့တာနဲ့ချက်ချင်းဆက်အပ်ကိုနှိပ်ပြီးတော့သွားလျှောက်လိုက်တဲ့အတွက်ကျွန်တော်တို့ဘာမှမစစ်ဆေးတဲ့အတွက် quantum monetization ကြာသွားခြင်းဖြစ်တယ်နောက်ထပ်သိချင်တာလေးရှင်ဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ပြလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်